多可爱点，那漂亮，那漂亮，绝不马爷，怎么，绝不马，绝不马的看你呢？哦，那你免费发了，别他妈流泪。啊，我佩服死老大哥哥。啊啊 ကိုကိုကို group တွေမှာတကယ်ပါလောက်တာလောက်ရတာတကယ် stress ကြီးရှိပါရှိပါတယ်တကယ်တကယ်တကယ်ဒါဟိုလိုမျိုးဂယုမဆိုင်ဘူးกว่าဆိုတော့စိတ်မျိုးတကယ်မရှိပါဘူးရှိပါဦးခင်ဗျာရရင်ပြီးရောငါတို့ဒါဒါဟိုစော်ပါစော်ပါလို့ရဲစိတ်လည်းမရှိဘူးပတ်စံရတာနဲ့လည်းလောက်တာမျိုးလည်းမဟုတ်ဘူးเนาะတချို့ပြောတာလေးတွေရှိတယ်ကျွန်တော်ရလာတဲ့အခွင့်အရေးတွေပုံမှာအခွင့်အရေးလေးတွေပုံမှာပဲကျွန်တော်တို့ကလောက်ကြတာဒီကြီးလေးဆိုတော့သူခုနပြောသလိုပဲအဲသူကသူ့ဟာလေးနဲ့သူသူ ငါ fan တွေအများများတယ်လို့တော့လေသူရုပ်ရှင်ပေါ်မှာဆိုလို့ရှိရင်သူကြားတဲ့နေရာလေးမှာသူအကောင်းဆုံးနေဆက်ဆုံးပြောဆောင်နေဒီသဘောပါပဲပရီမာတော့ညီလေးစပင်လေးဆိုထားတာဟုတ်တယ်ဟုတ်တယ်အဲပရီမာအဲ့မှာပထမအောင်ဆုံးမီတင်မှာညီလေးစပင်ဆိုထားတယ်အဲညီလေးကိုကြည့်လိုက်ပြီးတော့ကိုကအဲငါလဲအဲ့လိုချိန်မှဖြစ်မယ်အဓိကကိုမလုတ်ရဲဘူး အယုတ်ကအဲ့မှာကြီးလိုက်တဲ့အကိုကိုနဲ့မတူတော့ဘူး item တော့သိလို့ဆရာမလို့မလို့တော့ဘူးရောင်နဲ့အရန်နဲ့လိုက်တယ်ဟိုဟာတွေ့တွေ့ချင်းနေရောင်ရောင်နဲ့အရန်လိုက်တာအဲ့လိုအရန်ထင်းနေရကျေးဇူးတင်တယ်ငန်းကြီးလေးကဒါမြင်ဆရာပဲဟုတ်ကဲ့ဒီရောင်ဆောင်ပြီးနောက်ဆက်မဲ့လူ300မီလို့ကတော့ရှော့မှာတော့ကိုကောင်မရှော့တာကိုခံမလားငါ့ကိုရှော့ရှော့တယ်အာအဓိကတော့ဒါညီလေးတို့က main ပေါ့နော်မဟုတ်ပါဘူးညီလေးဟုတ်တယ်လေဘကိုလည်း main ပါပဲတိုင်ရွန်ရယ်ညီလေးရယ်ထန့်အောင်ရှိုင်းရယ်ဒါ ပြီးတော့မှဒါကိုတို့တွေကထပ်ပြီးတော့ဝန်းရံတာပေါ့နော်ညီလေးတို့ကအဲ့ဒါဟိုဟာလင်းမောကနေပြုတ်ကျပြီးတော့ကျွန်းမော်ရောက်တယ်ဟုတ်တယ်ဟုတ်တယ်လင်းပြက်ကျသွားလေပြီးတော့ကျွန်းလေးမှ၃ရောက်တယ်အဲ့လိုအဲ့လိုမတ္တိယကတော့ကျွန်တော်တို့အားလုံးပေါ့နော်ဒီညီလေးတို့ရောအကူတို့ရောအကူလုံးအတူတူ အတဏီယာကိုသွားပြီးတော့နော်ရက်ရှည်ရက်ရှည်သူရိုက်ကြရတော့ပေါ့အဲ့ဒါလေးကတော့အမှတ်တရပေါ့အဲ့ဒါဒီဘက်ရဲ့မှာကျွန်တော်တို့ခရင်သွားနေကြနေရတယ်မဟုတ်ပဲနဲ့နောက်ထပ်တဏီယာပေါ့အဲ့လိုနေရာမှာသွားပြီးတော့ငုံနဲ့အဝေးဆုံးတဏီယာအဝေးဆုံးတဏီယာပေါ့ကျွန်တော်အတီးပေါ့ပြောနေဟုတ်ရဲ့ဒီကားတော့ညီမလေးရဲ့အဲ့ဒါလေးကိုလည်းကိုတို့ပြောပြချင်တာပါအော်ကိုရိုးနိုင်ငံသားကားတွေလည်းအများကြီးကြီးဖြစ်ပါတယ်ဒီဒီဟာဒီကိုရိုးကဟိုတစုံတရာကိုကိုရိုးတွေ ဟိုဒီလောင်ပြောင်လိုခြင်းလုံးဝမရှိပါဘူးတကယ်ကိုကိုတို့နိုင်ငံသားကားတွေတိုင်းမဲ့ကိုတို့တွေဝက်စားအစပါဗောနော်ကိုတို့တေချာပြင်းစင်နေတကယ်ကိုကိုတို့ဒါဖြောပြေးရေးတစ်ခုအနေနဲ့ပဲဘသူကမှအထီးခိုက်ထားတဲ့စကလုံးကအစလုံးဝမပါပါဘူးအဲ့ဒါကိုကိုတို့တွေညီကိုတွေမောင်နှမတွေတေချာလေးကိုတိုင်ပင်ပြီးတော့တေချာကြိုးစားခဲ့ကြပါတယ်ဟုတ်အဓိကတော့ဒီဒီဟိုပေါ့ကိုကိုပြောတော့ဖြစ်ဆွဲပြီးပြောရမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကိုရလာတဲ့ဇက်ကောင်ပေါ်မှာအကောင်းဆုံးပဲအဲဟို တင်ဆက်ခြင်းနဲ့အကောင်းဆုံးပဲတံလုံးတရုတ်တူပေါ့နော်အနည်းဆက်ဆုံးဖြစ်ချင်တာဖြစ်တဲ့အတွက်အားလုံးကတော့တယောက်မှတော့ရော့မနေအောင်အနည်းဆက်ဆုံးဖြစ်အောင်တော့ပြင်ဆင်ကြပါတယ်အဲ့ဒီဘက်မှာတော့အားလုံးကအားစိတ်ကြတယ်ဒီညီလေးတွေဆိုလည်းအတူတူပဲကိုလိုကျွန်တော်တို့အားလုံးကအအနည်းဆက်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ဖြောပြမှုတက်တက်မှာတော့ဟိုရော့နေတာမျိုးမဖြစ်အောင်ပေါ့လေအထူးသတိထားပြီးတော့မှကျွန်တော်တို့ပြင်ဆင်ထားပါတယ် ဟိုအဓိကကျွန်တော်ကျတော့ဟိုဘလိုပဲလူသိညာပြီးတော့ဘလိုပဲဟိုပြရမှာပုံစံလူဖြစ်ဖြစ်ပေါ့နော်ဒါဒီဒီတဲ့အခုမှစဝင်တာဗျာသိလားဘလိုဖြစ်ဒီအကိုရင်းနဲ့ကျန်ကျန်အမြုံတေးသေးစားလောက်ပဲရှိရအတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့အမှန်တမ်းပြောကြားရကာရီတာကိုကျွန်တော်မှရေးချယ်ပိုင်းကိုမရှိပါဘူးမရှိရအတွက်ကြောင့်မို့လို့အာပရိသတ်က ျွန်တော်နဲ့မျက်ချိမပြတ်ဘူးကျွန်တော်တို့တို့မမေ့တော့ဘူးအတွက်ကျွန်တော်အနေနဲ့အကောင်းဆုံးစူးစားထားပါတယ်ခင်ဗျာအဲ့လိုအနေနဲ့ရိုက်ဖို့ဖြစ်သွားပါတယ်ဟုတ်ကဲ့သူတို့ဒါတကယ်အခုဒါစကားဟိုပြောရင်းနဲ့မှစိတ်แทဝင်လာတာပေါ့ညီလေးရအဲ့လိုဇာကားတွေနဲ့ပတ်သက်ရင်ဟိုကိုရုဆိုရင်ကွာကိုရုကိုကိုရုပြန်ကြည့်တော့ဟိုတိတ်အရန်ကြီးအဆင်မပြေဘူးညီလေးရကြတော့ချစ်စရာကောင်းနေအဲ့မှာကိုကကံကောင်းတယ်ညီလေးနဲ့တွေ့ရတော့ပိုကံကောင်းသွားတာဟာ အရင်ချစ်သွားတာကွာဟုတ်ဟုတ်အဲဒီကာရက်တာနဲ့ပတ်သက်ပြီးတော့လေအကိုလည်းချစ်တာလည်းချစ်တာပေါ့နော် အားလုံးလည်းချစ်ကြပါချစ်ပေးတဲ့အတွက်လည်းဒီ creator ကိုချစ်ပေးတဲ့အတွက်လည်းချစ်ပေးကြတဲ့အတွက်အားပေးကြတဲ့အတွက်လည်းကျွန်တော်တကယ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဒါလည်းထပ်ခါထပ်ခါပြောမိနေတာပေါ့နော်ဒါကျွန်တော်တို့ကတော့ဒီ creator နဲ့အဲဟိုပရိသတ်ကချစ်ပေးတဲ့အတွက်ကျွန်တော်တို့ကတော့ဒါကိုပဲအတုံးချပြီးတော့မှရိုက်နေတာမျိုးတော့လည်းမဟုတ်ပါဘူးအဲဘယ်ဖွဲ့စည်းတစ်ခုမှဘယ်သူ့ဘုံမှလည်းကိုကိုကိုစားပြုပြီးဆော်ကားလို့တဲ့စိတ်နဲ့လည်းရိုက်တာတော့မဟုတ်ဘူးသို့တော့ကျွန်တော်တို့တေးဥဆောင်လေးဆိုတာကကျွန်တော်တို့ကျွန်တော်တို့ကန်းလန်းလာတဲ့ character တွေရှိတယ် ဲ့ဒီကန်းလာတဲ့ပုံမှာကျွန်တော်တို့ကသိရွေးချယ်권မရှိပါဘူးဗျာအဲ့ရှိလာတဲ့ပုံမှာပြီးလာတဲ့အခွင့်အရေးပုံမှာပဲအကောင်းဆုံးကျွန်တော်တို့ကတရားစွဲမှုကြားရတာပါဆိုတဲ့အခါကျတော့အခုနောက်ပိုင်းမှာကျွန်တော်ကိုကန်းလာလာတာကဒီဇက်ရုပ်ကနည်းနည်းလေးခက်စိတ်စိတ်လေးနဲ့ပူများလာတာရှိတယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ဒါတော့မှဒါကျွန်တော်တော်တော်လေးอืมเออบลูตลอดเลยยื้อเฉยไล่တယ်ဗောဗျာဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်အရန်ยื้อလဲလို့ยื้อလိုက်လို့ဒါမရိုက်ဘူးဆိုလို့ရှင်လဲကျွန်တော်ပြိတ္တနဲ့ဝေးกว่าတော့ကျွန်တော်ဆိုးတယ်ဆက်တွေ့ပြတ်သွားမှလဲဆိုးတယ်ဆိုတော့ဒါရီပဲလာတဲ့ပုံမှာကျွန်တော် အချို့အချို့ဟာလေးတော့ကျွန်တော်ရိုက်မိထားပါတယ်ဒါကျွန်တော်အသုံးချတာမဟုတ်ပါဘူးအဲ့ကတော့ကျွန်တော်တို့ရလာတဲ့အခွင့်အရေးလေးနဲ့ပြည်သက်တဲ့အဆင်မပြတ်အောင်လည်းကျွန်တော်ရိုက်ဖြစ်တာပါ ဆိုတာဟာဒါဟိုစကားခဏတော့လည်းမဟုတ်ပါဘူးများနောက်ထပ်လည်းလာဖို့ရှိပါသေးတယ်ဟိုဂရုတွေမှာတကယ်ပါလို့လောက်တာလောက်ရတာတကယ် stress ကြီးရှိပါရှိပါတယ်တကယ်တကယ်တကယ်ဒါဟိုလိုမျိုးဂယုမဆိုင်ဘူးกว่าဆိုတော့စိတ်မျိုးတကယ်မရှိပါဘူးရှိပါဦးခင်ဗျာရရင်ပြီးရောငါတို့ဒါဒါဟိုဆော်ဘာဆော်ဘာလို့ရဲစိတ်လည်းမရှိဘူးပတ်စံရတာနဲ့လည်းလောက်တာမျိုးလည်းမဟုတ်ဘူးเนาะတချို့ပြောတာလေးတွေရှိတယ်ကျွန်တော်ရလာတဲ့အခွင့်အရေးတွေပုံမှာအခွင့်အရေးလေးတွေပုံမှာပဲကျွန်တော်တို့ကလောက်ကြတာဒီကြီးလေးဆိုတော့သူခုနကပြောသလိုပဲအဲသူကသူ့ဟာလေးနဲ့သူအဲသူ့ ငါ fan တွေအများများတယ်လို့ဆိုလဲသူရုပ်ရှင်ဘက်မှာဆိုလို့ရှိရင်သူတခြားနေရာလေးမှာသူအကောင်းဆုံးနေဆက်ဆုံးပြောဆောင်နေဒီသဘောပါပဲကျွန်တော်တို့လည်းရလာတဲ့အခွင့်အရေးပေါ်မှာအများကြီးစဉ်းစားပါတယ်ခုနဲ့ကျွန်တော်နဲ့ဆိုအများကြီးတန်ပင်ပြီးအများကြီးစဉ်းစားတယ်လှုပ်တင်လားမလှုပ်တင်ဘူးလားလှုပ်မလားမလှုပ်ဘူးလားပေါ့နော်ဒါလေးကျွန်တော် producer တွေကလည်းကျွန်တော်တို့ပြောပါတယ်အဲမလို့ရင်တော့မရိုက်တော့ဘူးသူအဲ့လိုချင်းချောက်တယ်ဟုတ်ပါဘူးအဲ့လိုအဲ့လိုတော့မဟုတ်ပါဘူးဟုတ်ပါဘူးအဲ့လိုမဟုတ်ဩဒါလေးရတဲ့ဒီ character လေးနဲ့ဟိုဖြစ်တော့တဲ့ ပရိသတ်လက်ခံထားတာဖြစ်တဲ့အတွက်ဒါလေးရိုက်ပေးပါတဲ့အဲဆိုတော့ဒါ screen တိုင်းမြင်နေတဲ့အခါကျတော့လည်းအခြား character တွေလည်းလာမှာပေါ့နော်တဲ့ဆိုတော့ဩနောက်ထပ်ကြာရင်တော့တခြား character တွေရိုက်ရတော့မယ်ပေါ့ဆိုပြီးရိုက်လိုက်တာတကားနောက်တစ်ခေါက်ထပ်လာလဲဒါပဲနောက်တော့ကျွန်တော်နောက်ထပ်မတူတဲ့ပုံစံတစ်မျိုးပြောတယ်ကျွန်တော်မလုပ်ပြစီနဲ့တော့ကျွန်တော်နည်းနည်းများနေပြီမကောင်းတော့တယ် ဒီတကားပဲလုပ်လိုက်တော့ဒီတကားပြီးရင်မလုပ်နဲ့တော့ဒီကားကတော့ကိုပါလို့ညီလေးကဟိုဒီကားကတော့ကျွန်တော်ကိုပါလို့ပါတကယ်တကယ်အဲ့လိုတင်ပေးခြင်းနဲ့စိတ်နဲ့ညီလေးတကားချင်းတကားချင်းပုံမှာဖြေရတာပေါ့နော်အဲ့လိုပေါ့ပြီးတော့ညီလေးဆိုရင်လည်းဒါအဲ့နေ့ကညီလေးကကိုပရီမာတော့ညီလေးစပင်လေးဆိုထားတာဟုတ်တယ်ဟုတ်တယ်ပရီမာအဲ့မှာပထမဆုံးမီတင်မှာညီလေးစပင်ဆိုထားတယ်အညီလေးကိုကြည့်လိုက်ပြီးတော့ကိုကအဲငါလဲအဲ့လိုချိမ့်မှဖြစ်မယ်အဓိကကိုမလုတ်ရဲဘူးပြီးတော့ညီလေးညီလေးတို့တိုင်ရွန်တို့အထက်အောင်ဆိုင်တို့ကတော်တော်ကိုကိုနဲ့ ကိုရန်လေးနဲ့ကိုခင်လိုင်နဲ့တွေ့ရမှာဆိုကို့မှာအရင်ဖီအားဝင်သွားပြီဒီကာရက်တာလည်းဖြစ်တော့သိလားဟာတော့ကိုဘာလုံးဝမန်းကိုမသိတာအဲ့မှာဒီညီလေးကိုမြင်တာတစ်ချက်နောက်ပြီးတော့ကိုကိုရဲ့ဒီဇိုင်နာကိုတင်မြင့်မော်ချစ်ကိုကြီးဒီလိုဒီလိုညီလေးဘာမှမပူနေတဲ့ချင်းညီလေးရတယ်သူအကုန်လုံးစီစဉ်ပြီးသွားတယ်အဆင်ပြေသွားတာရုပ်ကအဲ့မှာကြီးလိုက်တဲ့အကိုကိုနဲ့မတူတော့ဘူးအဲ့တင်တော့သိလို့ဆရာမလို့မလို့တော့ဘူးရောင်နဲ့အရန်နဲ့လိုက်တယ်ဟိုဟာတွေ့တွေ့ချင်းနေရောင်ရောင်နဲ့အရန်လိုက်တာအဲ့လိုအရန်ထင်းနေတာကျေးဇူးတင်တယ်ငန်းညီလေးကဒါမြင်ဆရာပဲအာကျေးဇူးတင်ပါတယ်